မိဘစကားနားထောင်ခဲ့လို့ကဘာကျော်တရေကြီးရဲ့ရှုပ်တော်ဘောကနေလွမြောက်ခဲ့တဲ့ဆိုတော့ချက်ချင်းအလုံးမေးမိင်္ဂလာပါဆယ်ဒီတိုင်းနူပေးကနေပြန်လည်အားကျူဆိုလိုက်ပါရယ်အတော်မတော်တလန်းဆိုတဲ့အတိုင်းချက်ချင်းက2012ခုနှစ်မှာသူ့ဘဝအတွက်ရွေးချယ်မှုမှတော့မလို့ဖြစ်ခဲ့ပါရယ်2012ခုနှစ်တော့ကချက်ချင်းဟာတချင်းဆိုပြဝဲမှာလူတီများခဲ့ပြီးသူ့ရဲ့တချင်းကိုရလဲအောင်မြင်ခဲ့ပါရယ်သူ့ရဲ့ရှမောင်းကလည်းမြန်မာလူမော်ရီတယောက်အနေနဲ့လည်းရှက်တီခဲ့ပါသေးတယ် မော်ရယ်ပြည်ရက်တီစင်မှာချက်ချင်းကအမေရိကန်တထေကြီးတယောက်နဲ့ပတ်သက်ခဲ့လားဆိုတဲ့တိတ်ကကိစ္စတစ်ခုအားပြန်ပေါ်လာခဲ့ပါတယ်။မိန်းကလေးများစွာကိုခြေတော်တင်ပြီးတော့အတုံးခံခဲ့တဲ့အမေရိကန်ကတန်းကျွယ်တထေကြီး Jeffrey Epstein နဲ့ပြင်သစ်နိုင်ငံက Modern Agency လုပ်ငန်းရှင် James Brunner တို့ချင်းချင်းပြန်လည်ပို့ထားတဲ့အီးမေးလ်ထဲမှာချမ်းချဲရဲ့နာမည်ကထူးခြားစွာပါဝင်နေပါတယ်။ Obama ကမြန်မာနိုင်ငံလိုလာပြီးတော့ချက်ချင်းကအမေရိကကိုလာမယ်လို့အီးမေးလ်ထဲမှာရေးထားပါတယ်။ ကြားရမကားသေးပဲနဲ့မြန်မာနိုင်ငံကချော်မလာပါရီဆိုတော့ချက်ချက်ရဲ့ပုံတွေကိုပို့ပေးမယ်လို့ပြောထားတဲ့အီးမေးလ်ကိုအမေရိကလွတ်တော်ကော်မတီကဖွင့်ချလိုက်ပါတယ်ဒီကိစ္စကကမ္ဘာကျော်ရှုပ်တော်ပုံကြီးတစ်ခုဖြစ်ပြီးအင်္ဂလန်က Prince Andrew ကဒီကိစ္စမှာပါဝင်ခဲ့ကြောင်းမှုတွေကထင်ရှားခဲ့ပါတယ်ဒါကြောင့်မလို့ Prince Andrew ကိုအဆောင်ရောင်နေသိမ်းခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်တန်းကျဲတထေကြီး Jeffrey Epstein နဲ့ပတ်သက်တဲ့ email တို့ကိုဖွင့်ချတဲ့အခါမှာမြန်မာနိုင်ငံကချမ်းချက်ရဲ့နာမည်ပါဝင်နေတာကလည်းထူးဆန်းနေပါတယ်ဒီ email ကတော့2012ဒီဇင်ဘာ31ရက်နေ့တုန်းက ပြည်သိမော်ရဲအေဂျင်စီလုပ်ငန်းရှင်တစ်စိမ်းအမေရိကန်အတိုင်းချွတ်တရေစီပို့ခဲ့တာဖြစ်ပြီးချက်ချက်ကသူတို့နဲ့တကယ်ပဲလှုပ်လှုပ်ခဲ့လားဆိုတာသိကြလာခဲ့ကြပါရယ်အီတလီမှာလက်ထပ်ပြီးရောကလေးတွေနဲ့နေထိုင်နေတဲ့ချက်ချက်ဟာဒီဖြစ်ဖြစ်တွေကိုရှောက်ပုံးမနေဘဲနဲ့သူ့ဘက်ကအမှားမလုပ်ထားလို့ပြန်လဲဖြေရှင်းလိုက်ပါရယ်ချက်ချက်ရဲ့ဖေဟာအင်္ဂလိပ်စာဆရာဖြစ်လို့နိုင်ငံသားသားတွေရဲ့ကလေးတွေကိုစာသင်ပေးပြီးအဖေရစာသင်တဲ့နောက်ကိုချက်ချက်ကလိုက်သွားလိမ့်ရှိပါရယ် ။စာတင်တဲ့အိမ်ကနိုင်ငံသားသားအမျိုးသမီးတယောက်ကချမ်းချမ်းရဲ့အသွေးပြေကိုသဘောကျကပြည်သိကမော်ရီအေဂျင်စီတော်တော်များမှသူ့ပုံစံကိုရွေးချယ်လေးရှိတယ်လို့ပြောပြခဲ့ပါရယ်။ချက်ချက်ရဲ့ဘဝကိုပြောင်းလဲပေးပါဖြစ်လို့ရိုက်ကူးရေးလုပ်ဖို့ကံလိုက်ခဲ့ပါရယ်။ချက်ချက်ကလည်းကဘာကျော်မဂ္ဂဇင်းတွေမှာပါဝင်ခြေစိတ်ရှိတာကြောင့်စိတ်ဝင်စားပြီးတော့ဓာတ်ပုံတွေရိုက်ကူးခဲ့ပါရယ်။နောက်ပိုင်းမှာတော့နိုင်ငံသားသားအမျိုးသမီးဟာအဝတ်စားမပါတဲ့ပုံတွေကိုပါရိုက်ကူးခိုင်းခဲ့ပါရယ်။ပြင်းထန်ရင်ကျေးမှုနဲ့မြန်မာရင်ကျေးမှုကမတူညီလို့ အင်ကြီးမပါဘဲနဲ့ရိုက်ရမယ်လို့ပြောခဲ့ပြီးနိုင်ငံเจ้าမှလည်းရိုက်ကူးရေးလုပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့မျိုးသမီးကချက်ချန်းကိုနိုင်ငံเจ้าကိုခေါ်သွားခြင်းပြီးတော့မိဘတွေမောင်နှမတွေလည်းမလိုက်ရပါဘူး။မိဘတွေကိုတိုင်ပင်တဲ့အခါမှာတော့ချက်ချန်းကိုတားမြစ်ထားပြီးဒီနိုင်ငံမှာပဲအလုပ်လုပ်ဖို့နှားချပါတယ်။အဲနောက်မှာတော့ချက်ချက်လည်းမိဘစကားကိုနားထောင်ပြီးတော့ပြည်သိမော်တဲ့ agency နဲ့အလုံးမလို့ဖြစ်တော့ပါဘူး။မိဘတွေရဲ့စကားကိုနားမထောင်မနေသူတို့ကလန်းတဲ့ model လုပ်ကိုလက်ခံမိရင်တော့ချက်ချက်ရဲ့ဘဝကခုချိန်မှာမထင်မှတ်ထားရဖြစ်လာနိုင်ပါသေးတယ်။ နောက်ပိုင်းမှာတော့ဒီတရေကြီးတွေရဲ့မကောက်တနေ့တွေကထွက်ပေါ်လာပြီးမိဘစကားနားထောင်တာမှန်ကဲကြောက်တည်သွားပါတော့ရင်ကဘာကျော်ရှုပ်တော်ဘုံကြီးရဲ့အီးမေးလ်ထဲမှာနာမည်ပါဝင်လို့ပြန်လည်ဖြည့်ရှင်းနေတဲ့ချက်ချင်းရဲ့ကိစ္စပေါ့ဘလို့ထင်မြင်လဲဆိုတာ comment မှာပြောခဲ့ပေးပါဦးရှင်အာဘိနာစေခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝေစားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်ဒီလိုလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်